အားလုံးပဲမင်္ဂလာပါရေဝချမ်းလေးမှာ ပြန်လဲကျူစီလိုက်ပါတယ်ဒီနေ့ဧပြီလ2ရက်နေ့ဒီနေ့မှာကျွန်တော်တော်လန်ရေးတက်ဖွဲ့ဝင်တွေအပြစ်ခတ်ရစဲထားပင်မဲ့အချမ်းမဲ့ဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့စစ်ကိုဆက်ပြီးတော့တိုက်မှာ ဖြစ်တယ်လို့ပြောကြားခဲ့တာကိုကျွန်တော်မိပါတယ်ကြားရမှာဖြစ်တယ်ဗျာဆိုတော့ကျွန်တော်တို့ကပြစ်ခတ်ရက်တယ်သူတို့ဘက်ကအပြစ်ခတ်မရက်ဘူးသူတို့ကတော့ဆက်ပြီးတော့တိုက်မှာဆိုတော့အာကျွန်တော်တို့တအားကြောက်သွားတယ်ကျွန်တော်မိပါတယ် ဆိုတော့ဒီကနေ့သတင်းတွေပြောခင်မှာကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်ရဲဘော်တွေအရန်ကြောက်နေပါကြောင်းကြောက်နေမိပါတယ်ကိုပြောချင်ပါတယ်ဟုတ်ပြီဒီကနေ့မှာတော့ကြောက်နေမိပါတယ်အကြမ်းဖက်စစ်ခွေတက်ရဲ့အလိန်ညာလုပ်ငန်းစဉ်တွေအစင်စင်အဆက်ကွဲသွားတဲ့အကြောင်းတွေကျွန်တော်မြင်ပါတယ်ကြားမှာဖြစ်တယ်ဆိုတော့နောက်ထပ်တစ်ခုမှာတော့ကျွန်တော်ပြည်သူတွေဟာအခုချိန်မှာစစ်တုံ့ပန်း ကျွန်းတွေအဖြစ်ခိုင်းစားခံရတော့မယ်အကြောင်းဖြစ်ပါတယ်ဆိုတော့မေးစရာရှိပါတယ်ကျွန်တော်တို့စစ်ကြုံကြုံပြီးပါတယ်အမြဲတမ်းကြားနေရတယ်စစ်တုံမှန်းကျွန်တော်အမြဲတမ်းကြားဖို့နေတယ်ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေဟာစစ်တုံမှန်းလည်းမဟုတ်စစ်ကြုံလည်းမဟုတ်ဘဲနဲ့ အကျံဖတ်အာနာယူအုပ်စုက ခေါ်ယူပြီးတော့စစ်တုံးမှန်ကြုံတွေ့လို့သူတို့ရဲ့နေပြည်တော်တိဆောက်ရေးနဲ့သူတို့ရဲ့လက်နက်ဆက်ယုံ ပြုကြပျက်စီးမှုတိဆောက်ရေးတွေမှာတအိမ်တယောက်မဖြစ်မနေလှုပ်ဆောင်ရမယ်လို့လှုပ်ဝက်စာထပ်ပေါ်လာပါတယ်ဒီနေ့ဒီအကြောင်းကိုအဓိကကျွန်တော်တင်ပြပေးသွားမှာဖြစ်ပါတယ် ကျွန်တော်ရဲ့ view ကိုအဆုံးထိဝင်းရကြည့်ရှုဖို့ကျွန်တော်မိဘပြည်သူရဲဘော်ရဲဘက်တအိုးချင်းစီတိုင်းကို delay တစားဖိတ်ခေါ်လိုက်ပါတယ်။ဟုတ်ပါတယ်။မြန်မာနိုင်ငံကိုရောက်နေတဲ့တရုတ်ကယ်ဆယ်ရေးလုပ်သားတွေအတွက်ဘီကီလုံကြုံဖို့တရုတ်နိုင်ငံသားရေးဝင်ကြီးတိုက်တွန်းပြောဆိုခဲ့ပါတယ်။ဆိုတော့လက်ရှိနိုင်ငံရဲ့အခြေအနေကိုသူတို့ကောင်းကောင်းသိတယ်သူတို့မှွေထားတာကို ဒါပေမဲ့လည်းပဲငလင်တန်ခန်းစားနေရတဲ့ကျွန်တော်တို့နိုင်ငံကိုကဲဆဲရေးဆိုတဲ့နိုင်ငံကတိတိကရောက်ရှိလာတော့လေတရုတ်တွေလည်းဝင်ရောက်လာပါတယ်အခြားသောလူမှုကဲဆဲအဖွဲ့တွေအများကြီးရှိပါတယ်ပထမဦးစွာအနေနဲ့ကျွန်တော်တို့နိုင်ငံကျွန်တော်ပြည်သူတွေခန်းစားနေရတဲ့ဒါငလင်တန်ရဲ့ရိုက်ခတ်မှုဂျားရဲမှာလူလည်းဖြစ်နေတဲ့ချိန်မှာနိုင်ငံတကာကရုပ်ကဲဆဲရေးအဖွဲ့တွေအားလုံးကိုကျွန်တော်ပြည်သူတွေကိုစားကျေးဇူးထူးတင်ရှိပါတယ် ဆိုတော့ဒီတစ်ဖွဲ့ဒီကယ်ဆယ်ရေးအဖွဲ့ဝင်တွေမှာပါလာတဲ့တရုတ်ကယ်ဆယ်ရေးတစ်ဖွဲ့လုံသားတွေဆိုတော့သူတို့တွေအတွက်တရုတ်နိုင်ငံသားရေးဝင်ကြီးကဘေးကင်းလုံခြုံဖို့ဆူတောင်းနေခဲ့တယ်ပြောလဲပြောဆိုခဲ့တယ်ဒါပေမဲ့သူ့ရဲ့ဆူတောင်းဒီကနေ့မှမပြည့်ခဲ့ပါဘူးဆိုတော့သူဘာကြောင့်ပြောဆိုခဲ့တာလဲသူဘာကြောင့်တိုက်တွန်းတာလဲသူဘာကြောင့်ဆူတောင်းနေခဲ့တာလဲဟုတ်ပြီ ူရဲ့စူတောင်းချက်မပြည့်ခဲ့ပါဘူးတရုတ်ကယ်ဆယ်ရေးအဖွဲ့တွေတနက်နဲ့အပြစ်ခံလိုက်ရပါတယ်ဆိုတော့ဒီစင်းညလည်းကျွန်တော်ရေးမိပါတယ်ဒီနေ့လူမှုကွန်ရက်ဆိုရှယ်စာမျက်နှာအသီးသီးမှာတွေ့မြင်ရပါပါဒါမှမဟုတ်ကျွန်တော် TNL ရဲ့ထုတ်ပြန်ကြေညာချက်နဲ့ကျွန်တော်ရေးမိပါတယ်ကိုတင်ပြချင်တာပါဟုတ်ပြီပြစ်စင်လေးကိုအရင်ဆုံးကျွန်တော်တို့ကြည့်ကြရမှာဖြစ်တယ်လက်ရှိအဲ့ဒီတရုတ်ကယ်ဆယ်ရေးအဖွဲ့တွေကိုပြစ်ခတ်လိုက်တဲ့လက်ချက်ကဘယ်သူလဲ ဘယ်တနတ်သမားတွေဘယ်အကျန်းဖက်ကအဖွဲတွေပြစ်လိုက်တာလဲဆိုတော့မိကွန်းတွေအများကြီးထွက်ပေါ်လာပါတယ်မိကွန်းရှိရင်အဖြေလည်းရှိပါမယ်ဒါပေမဲ့အဲ့ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့အကျမဖက်စစ် ခွေးကို ထောက်ခံနေတဲ့စစ်ဘောမမီဒီယာအတိုင်းအဝိုင်း channel အများအပြား channel တွေအများများနေတော့ကျွန်တော် channel တွေ ဘယ် channel တွေကတင်နေဆိုတာကိုကျွန်တော်ကျွန်တော်မိပါတယ်အသေးစိတ်မဖော်ပြတော့ပါဘူးဆိုတော့ channel တွေအများအပြားကနေပြီးတော့ဒီပြစ်ခတ်မှုဟာ TNL အကြမ်းဖက်တပ်ဖွဲ့ဝင်တွေပြစ်ခတ်မှုပါလို့ဝေဝေဆာဆာတရားဝင်ထုတ်ပြန်ကြေညာခဲ့ကြတယ်တရားဝင်ရေးသားခဲ့ကြတယ်ဟာ TNL တော်တော်ဆုံးနေပြီလားဗောဟုတ်ပါတယ်ဒီပြစ်ခတ်မှုကဘာလို့လက်ချက်ပါလဲဒီ ကယ်ဆယ်ရေးကျွန်တော်တို့ပြည်သူကိုကယ်ဆယ်ဖို့ရောက်လာတဲ့တေုတ်ကယ်ဆယ်ရေးတစ်ဖွဲ့ဝင်တွေကယ်ကယ်ဆယ်ရေးရှင်နန်းကိုဖေအချမ်းဖတ်ကောင်းတွေကပြတ်တာလဲဆိုတဲ့ကယုနာတော်တော်ပြီးတော့ပြည်သူတွေတကယ်ကိုအကူကြီးလိုအပ်နေတဲ့အချိန်မှာတကယ်ကို လာကူကြီးဒါကယ်ဆယ်တဲ့သူတွေကိုပြည့်ရလေလား ဟုတ်ပါမိကုန်းရှိအဖြစ်ရှိပါဟုတ်ပြီရှင်းပါတယ်ဘသူပြစ်တာလဲဆိုတာကိုလည်းပဲအားလုံးကသိချင်နေကြပါတယ်ဟုတ်ပြီဒီချိန်မှာတော့အကြမ်းတ်ခေါင်းဆောင်ဇော်မဲလေဇော်မဲလုံးထွက်ပြီးတော့ရှင်းလာပါတယ်ဆိုတော့ဒိမ့်မှန်ပြန်ချားရေးဆိုတဲ့ကောင်းကြီးကကျွန်တော်ပြည်သူ ရှေ့ကိုထွက်ရှင်းလာတယ်ဆိုတာကတရုတ်နဲ့ပတ်သက်နေလို့ပါဆိုတော့တရုတ်နိုင်ငံဂျာယီဝင်ကြီးကလည်းအဲ့ဒီပြစ်ခတ်မှုကိုအမှန်တကယ်ပြစ်ခတ်ခံရကြောင်းကိုသူတို့ဘက်ကလည်းထုတ်ဖော်ပြောဆိုလာတယ်ဒါကြောင့်သူထွက်ရှင်းတာမဟုတ်ရင်ငြိမ်နေဦးမှာမှတ်မိသေးလားမသိဘူးကျွန်တော်ဆရာတော်ဘုန်းကြီးတစ်ပါးအပြစ်ခတ်ခံရတော့ကလည်းကျွန်တော် PDF ပြည်သူ့ကော်မတီတက်ဖွဲ့ဝင်တွေပြစ်ခတ်ပါတယ်ဆိုပြီးတော့ဇလန်းတွေကိုအင်တာဗျူးတွေပါထွက်ပေါ်လာခဲ့တာပြီးတော့မှ ဖြစ်စဉ်အမှန်ကြီးထွက်ပေါ်လာခဲ့တယ်အဲ့ဒါကပြည်တွင်းထဲမှာဖြစ်သွားတဲ့ကိစ္စအခုကတရုတ်ကလာတဲ့ကယ်ဆယ်ရေးအဖွဲ့ပြစ်ခတ်ခံရတယ်အဲ့ဒီပြစ်ခတ်ခံရကြောင်းကိုလည်းနိုင်ငံသားရေးဝင်ကြီးတရုတ်ဘက်ကနေပြီးတော့တရားဝင်ထုတ်ဖော်ဝန်ခံလာတယ်ဆိုတော့သူထွက်ရှင်းရပြီဒီမရှင်းခင်မှာဆုံးမဲလုံးလေးမရှင်းခင်မှာအရှိမသူတို့ရဲ့ စစ် lobby တွေအကုန်လုံးကကျွန်တော်တို့ DNLA နဲ့ကျွန်တော်တို့အကြမ်းဖက်အဖွဲ့ဝင်တွေကဒီရင်နှန်းကိုပြတ်ခတ်ခဲ့တာတရားဝင်အချက်လက်တွေနဲ့တင်ပြရတယ်ပြီးတော့ video file တွေအောင်တက်လာတယ် video file တွေဟာကျွန်တော်တို့တွေလမ်းဘေးကနေပြီးတော့ချောင်းပစ်တယ်ဗောဗျာကျွန်တော်တို့က PDF ဗတ်ဒစိတ်တော့ပါသေးတယ်ကျွန်တော်မြင်ပါတယ်ဆိုတော့ဒီအခြေအနေကိုစုံမဲလှုပ်ထွက်ပြီးတော့ရှင်းပါတယ်ကျွန်တော်မြင်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့စုံမဲလုံးဘလူရီ ဗမာစကားကိုရှုပ်အောင်ဘယ်လိုရှင်းလဲဆိုတာကိုအရင်ဆုံးနားထောင်ကြည့်ရမှာဖြစ်တယ်။ဒီမီဒီယာများမေးမြန်းနေတဲ့ကျွန်တော်တို့ TNL ကတင်လိုက်တဲ့အဲတရုတ်ကျက်ချင်ညင်တန်းပြစ်ခတ်ဟမှုနဲ့ပတ်သက်ပြီးကျွန်တော်ပြောကြပါမယ်။ကျွန်တော်နိုင်ငံမှာနိုင်ငံတကာအကူအညီများလက်ခံပြီးတော့ရင်းနယ်နဲ့ပတ်သက်ပြီးကုညီကစေးလုပ်ငန်းတွေထောက်ပံ့ရေးပစ္စည်းလက်ခံတဲ့လုပ်ငန်းတွေဆောင်ရွက်လျက်ရှိပါတယ်။ အဲ့ဒီနေရာမှာကျွန်တော်တို့သက်ဆိုင်ရာတန်ယုံစစ်တန်ယုံနေရာနေတဆင့်ဆက်သွယ်ပြီးမှကျွန်တော်တို့ဆောင်ရွက်တာမျိုးဖြစ်ပါတယ်အားလုံးကလည်းဒီလိုပဲဆက်သွယ်ဆောင်ရွက်နေကြဖြစ်ပါတယ်အခုဖြစ်ခဲ့တဲ့အခွင့်အရေးနဲ့ဒီမြန်မာနိုင်ငံကိုရောသက်ဆိုင်ရာတန်ယုံစစ်တန်ယုံကိုကျွန်တော်တို့အကြောင်းကြားထားခြင်းမရှိဘူးဆိုတာတော့ပထမဦးစွာကျွန်တော်တို့သိရပါတယ်ဖြစ်စဉ်အနေနဲ့ကတော့ သူတို့ဖြစ်စင်နေရဖြစ်စင်နေရလဲနောင်ချုံမြို့နယ်အုံမတီရွာနီမှာဖြစ်ခဲ့တာဖြစ်တယ်။အဲဒီနေရာမှာလဲဒီတမတော်နယ် TNL အကြမ်းဖက်တောင်းကျမ်းသူတွေနဲ့ဒါထိတိတိုက်ပွဲဖြစ်ပွားနေတာတွေကိုကျွန်တော်တို့အားလုံးသတင်းများသိရှိနိုင်ပါတယ်တွေ့ရှိနိုင်ပါတယ်။ဒီဖြစ်စင်မှာအေပလာတရက်နေ့ည9နာရီခွဲလောက်မှာဒါနောင်ချုံဘက်ကနေပြီးရင်တန်းပေါ့ဦးစင်းလောက်ပါတယ်လို့ပြောပါတယ်။ ဒါတော့တွေ့ရပါတယ်။အုံဒီယာနာမှာကျွန်တော်တို့အဲတမ်တော်လုံကြုံရေးအဖွဲ့ရှိပါတယ်။တမ်တော်လုံကြုံရေးအဖွဲ့အနေနဲ့ဒီရင်တန်းကိုတွေ့တဲ့အခါမှာတားဆီးပါတယ်။တားဆီးလို့မရပါဘူး။ဒါမီတာ100လောက်မီတာ200လောက်အကွာကတည်းကမီထိုးပြီးတားဆီးတယ်။တားဆီးလို့မရဘူး။မီတာ100လောက်အကွာမှာတော့ကျွန်တော်တို့မိုးပေါ်ထောင်ပြီးတနတ်3ချက်ပြစ်ဖောက်ခဲ့တယ်လို့သိရပါတယ်။ဒါနဲ့နောင်ချိုဘက်ကိုပြန်သွားတယ်လို့ကျွန်တော်တို့ အကြံပေးသိရပါတယ်အဲ့တော့ဇိုမဲလုံးရဲ့ရုပ်သံဗီဒီယိုဖိုင်ကိုသူတို့ဘက်ကလော်ဘီသူတို့ဘက်က channel သူတို့ဘက်ကမီဒီယာတွေလည်းကြားတွေ့ပြီးဖြစ်မှာဒါဆိုရင်အဲ့ဒီ channel တွေအဲ့ဒီ lobby ကောင်းတွေအဲ့ဒီသတင်းဌာနတွေအကုန်လုံးအရှက်ရှိရင်ဖြတ်သိမ်းနေတယ်အဲ့ဒါအရှက်ရှိရဆိုရင် ခင်ဗျားတို့လည်းဒီလောကမှာမနေသင့်တော့ဘူးခင်ဗျားတို့နေလို့လည်းမရဘူးအချိန်တန်ရင်တော့ခင်ဗျားတို့ဆောလင်စွာနဲ့ထွက်ကမှာဖြစ်တယ်ရှေ့ကဖုံးတယ်နောက်ကပေါ်တယ်ဒါကဖြစ်နေကြပါအဲဒါမှဖက်စစ်ခွေတက်ဘလို့ပဲဖုံးပြီးနေပါစေသူတို့တွေဘလို့ပုံစံမျိုးနဲ့ပဲဖင်မနိုင်ပဲနဲ့ပဲကြီးဟင်းစားပါစေဘလို့မျိုးပဲလော်ဘီတွေနဲ့ထွက်អော်ခိုင်းပါစေတခုတော့ကျွန်တော်သတိရသေးတယ်ဗျာ အရှိမဇွန်မဲလင်ကတနက်၃ချက်ကိုမိုးပေါ်ထောင်ပစ်တယ်ဆိုတော့ဒါဟာတက်မတော်ကိုတတ်တတ်စော်ကားတာဒီစကားကိုကျွန်တော်လာဟတ်ပြောတာမဟုတ်ဘူးကျွန်တော်အကိုကားနဲ့ပြောမှဖြစ်တယ်သူပြောတဲ့စကားထဲမှာပါသွားတယ်တက်မတော်ကြီးဟာ၆လံပြစ်ခတ်ဖို့အတွက်တနက်၃ချက်မိုးပေါ်ထောင်ပစ်တယ်သူကိုယ်တိုင်ဝန်ခံခဲ့တာဆိုတော့အဲ့ဒီကျွန်တော်တို့ဒါကဲစည်ရှင်တန်း ပြစ်ခတ်ခံရတယ်ဆိုတာကလည်းတရုတ်ကအတီးပြီးသွားပြီပြီးသွားရင်ကျွန်တော်က TNL ရဲ့ထုတ်ဖော်ပြောဆိုမှုကိုလည်းကျွန်တော်မြို့ပါတွေကိုတီးပေးသားမှာဖြစ်တယ်ဟုတ်ပြီတမရော်ကိုဘာကြောင့်ဂျော်မဲလေစော်ကားတာလဲတမရော်ဟာဘယ်တော့မှတနက်ပြည့်ဘိုးပေါထောင်ပြစ်ဘူးဗျာဒါတသက်စော်ကားတာမဟုတ်ကျွန်တော်မခံနိုင်ဘူးကျွန်တော်မြို့ပါတွေဟုတ်ပြီဒါဆိုရင်တော့ ခွင်တက်ကကောင်တွေဟာပြည့်ရင်ဘိုးဘော်ထောင်ပြဘူးပြည့်ရင်တဲ့တယ်ပဲပြစ်တယ်ဆိုတဲ့စကားလေးကိုပြန်ပြီးတော့နားထောင်ကြည့်အောင်ဆိုတာပြင်းရမှောင်ပြစ်တယ်ဘိုးဘော်ထောင်ပြီး၆ထာမပါဘူးဟုတ်ပါတယ်စစ်တက်ကမနေ့ကတစ်မျိုးဒီနေ့တစ်မျိုးတော့ကြတစ်မျိုးပါဟုတ်ပြီဒါဆိုရင်တော့ အဲ့ဒီခွေးသားတွေကခေဆက်ဆက်လိန်ခဲ့တဲ့အတိုင်းဝိုင်းဆိုတာကျွန်ရင်ပြီးပါတယ်အချက်လက်အကူအကားတွေနဲ့ကွာဒီကနေ့ညဉ့်ညထပ်ပြီးတော့မြင်တွေ့နေရတာဖြစ်တယ်ဒါတော့မှသူတို့အချင်းချင်းလဲပတ်လိန်နေသူတို့အချင်းချင်းလဲလိန်ညာတယ်အဲ့တော့သူတို့အချင်းချင်း တောင်မှဘသူကဘသူစကားကိုနားထောင်ရမှန်းမသိဘယ်သူက လူလိန်မှန်းမသိတဲ့အခြေအနေသူတို့အချင်းချင်းဟုတ်ပြီ ဒါဆိုရင်တော့အဲ့ကျမဖတ်စစ်တက်ဟာကျွန်တော်တို့ပြည်သူကိုကာကွယ်ပေးနေတာပါလို့ယုံကြည်နေသေးတဲ့ကောင်တွေကို ကျွန်တော်ရဲဘော်ရှန်လေးမိငွန်းလေးတစ်ခုမေးမယ်ပြည်သူကိုကာကွယ်ပေးနေပါတယ်ဆိုတော့ဖတ်စစ်တက်ကိုယုံကြည်ပေးနေတဲ့ကောင်တွေဟာခမင်းစားတဲ့ကောင်တွေလားချီးစားတဲ့ကောင်တွေလား ကွန့်ကိုဓခွဲစစ်ဆေးတင်တယ်လို့တော့ကျွန်တော်ကအကြံပြုချင်တယ်ဟုတ်ပြီကျွန်တော်တောင်း TNL ရဲ့ထုတ်ပြန်ညာချက်ကိုကြည့်အောင်ပါ TNL ရဲ့ထုတ်ပြန်ချက်ကတော့ April 1ရက်နေ့ည9:28အချိန်မှာတရုတ်နိုင်ငံချက်ချင်းဒီအသင်းဟာမြန်မာထောက်ပံ့ကူညီရေးအတွက် ကာကိုစီနဲ့မန္တလေးခရီးကိုဆက်လာခဲ့ပါတယ်။နောင်ချုံမြို့နယ်အုံဒီချေးရွာမှအကြမ်းဖက်စစ်ခွေးတက်ဟာအသိဆောင်ဆိုင်ပြီးတော့ပြစ်ခတ်ခဲ့ပါတယ်။အဲ့တော့ကျွန်တော်တို့တေုတ်ကဲဆယ်ရေရင်းနှန်းကိုစီတနက်နဲ့အပြစ်ခံခဲ့ရပါတယ်။ဆိုတော့အဲ့ဒီရင်းနှန်းတွေဟာမန္တလေးကိုသွားမဲ့ခရီးစဉ်ပြတ်သွားခဲ့ရပါတယ်။ ဆိုတော့သူ့ရဲ့ထုတ်ဖော်ပြောဆိုချက်မှာအကြမ်းဖက်စစ်ခွေးတက်အသင်ဆောင်ဆိုင်ပြီးတော့ပြစ်ခတ်ခဲ့တာနော်ဆိုတော့ဇော်မဲလိန်ပြောသွားတဲ့ဇကားထဲမှာအဲ့ဒါမပါဘူးအဲသူပြောတယ်ဗျာလေအာကျွန်တော်တို့ guide တရား guide 200ဝင်းကျင်မှာအမီးနဲ့ထိုးပြီးတော့ချက်ပြပါသေးတယ်ဗာမီးလေတမီးလေးလားဗာမီးလေးတော့မသိဘူးအာအချက်ပြတာကိုကားဒီကားရင်တန်းကမရက်လို့ပေါ့နော်မရက်လို့ကျွန်တော်တို့ပြစ်ခတ်လိုက်တာပါဆိုတော့ကျွန်တော်တို့ နိုင်ငံအတွင်းထဲမှာညီသူမှမလုံခြုံဘူးဆိုတာတရုတ်လည်းကောင်းကောင်းသိတယ်။ဒါကြောင့်သူတို့တွေတရုတ်လုပ်သားတွေအတွက်အာဆိုရင်ထိတ်လန့်ပါတယ်လို့ကြိုပြောထားတော့ကြိုပြီးတော့ထုတ်ဖို့တိုက်တွန်းထားတော့မှကြိုပြီးတော့ဆူတောင်းထားတော့မှဆူတောင်းမပြည့်တဲ့ဖြစ်စဉ်မှာဟုတ်ပြီ။အဲ့ဒီရင်တန်းဟာဒါမန်လေးကိုတွားရောက်ဖို့အတွက်အကြမ်းဖက်စစ်ခွေးတက်ကို တရားဝင်သတင်းပေးဖို့ထားပါကြောင်း DNL ရဲ့ထုတ်ဖော်ပြောဆိုချက်မှာအတိအကျပါတယ်။အဲ့တော့ ဇုံမဲလုံးလိမ့်နေပြန်ပြီပေါ့ကျွန်တော်ရင်မိပါတယ်ဒီကောင်းလေးဟာလေဒါတော့မှတရုတ်ကယ်ဆယ်ရေးရှင်ဖြစ်နေလို့နော်ကျွန်တော်ပြည်သူဒါလင်ပြည်သူကယ်ဆယ်ရေးအဖွဲ့တွေဗျာကျွန်တော်လူမှုကူညီအဖွဲ့တွေအများကြီးရှိပါတယ်ဆိုတော့လူမှုကူညီအဖွဲ့တွေရင်တန်းဆိုရင်အဲ့နေရာမှာတေလဲတေကြည်လဲကြည်သွားနိုင်တယ်တရင်လဲပြောက်သွားမှာဘယ်သူမှလည်းထုတ်ပေါ်ပြောဆိုရဲမှာမဟုတ်ဘူး တယုံမို့လို့ဒီကောင်ထွက်လာဒီကောင်ထွက်ပြီးတော့ပြောတာတော့မှသူတို့ချီကိုကြိုတင်ပြီးတော့အကြောင်းကြားထားတာမရှိဘူးတဲ့ဆိုတော့အချင်းတော်သွားတရိယာလိန်နေညာတဲ့ဆိုတော့ဟုတ်ပြီအဲ့လိုမျိုးတရင်ကြိုပြီးတော့ပို့ပြီးတော့သွားတဲ့ခရီးစဉ်ဟာရှေ့ကိုဆက်သွားလို့မရတဲ့အတွက်နောက်ချိုကိုပြန်ပြီးတော့ဆုတ်ခွာခဲ့ရပါတယ်လက်ရှိချိန်မှာအဲ့ဒီ ျွန်တော်တို့ဒါကယ်ဆယ်ရေးတရုတ်ဂျင်နန်ကို TNLA ကအကာအကွယ်ပေးထားရပါတယ်အကာအကွယ်ပေးထားရပြီးတော့နောက်တစ်ဆင့်အနေနဲ့သူတို့သွားလို့တဲ့ခရီးကိုလည်းလုံခြုံရေးလိုက်ပါဆောင်ရွက်ပေးမယ်ဆိုတဲ့အကြောင်းကိုလည်းပဲဒါအိမ်ပြန်ခရီးပေါ့ဗျာ TNLA ကပြောဆိုထားတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်အဲ့ဒီမှာ ਨੇ ကွယ်လွဲချက်တွေအများကြီးတွေ့နေရပြီပရမတ်တေချာသူတို့ lobby တွေလိမ်ငယ်ညာတယ် တနေကုန်လိန်နာတညာလုံးလိန်နာနောက်ဆုံးတရုတ်နိုင်ငံသားကြီးဟာဝင်ကြီးကနေပြီးတော့သူတို့ရဲ့လက်ကဲကြီးအဖွဲပြက်ကက်ခံရတယ်လို့အတီးပြုတ်လိုက်တဲ့အချိန်မှာဇော်မဲလုံးကတရုတ်ကိစ္စဆိုတော့ထွက်ရှင်းတယ်ထွက်ရှင်းတဲ့အချိန်မှာသူတို့အချင်းချင်းလိန်သူတို့အချင်းချင်းပေါ်သူတို့အချင်းချင်းအရက်တွေကွဲဒါတော့မှ အကြောင်းမကြားထားဘူးတဲ့အဲ့တော့ဒါကြောင့်ကျွန်တော်ပြောတာ အကြမ်းမဖက်စစ်ခွေးတက်ပြည်သူကိုကာဝယ်ပေးနေပါတယ်လို့ဂျုံကြည်ပြီးတော့ထောက်ခံနေတဲ့ကောင်တွေထမင်းစားလာလာချီစားထားတာဆိုတာကိုကြွကိုပြန်ပြီးတော့တခွဲခမ်းမှာစစ်စေးတဲ့မှာဂျောင်းကိုကျွန်တော်ကအကြံပြုထားတာဒီနေ့အဓိကသတင်းလာပါပြီကျွန်တော်ရေးမိပါတယ်ဆိုတော့နေပြည်တော်မှာပျက်စီးမှုတွေအများကြီးဖြစ်ပွားခဲ့တယ်သူရဲ့ဌာနဆိုင်ရာရုံးပိုင်းတွေအများကြီးပေါ့ဗျာ အကြမ်းမဖက်စစ်ခွေးတက်တော်မှအစည်းအဝေးလုပ်နေရင်းနဲ့ပါလေကတင်ရဲ့တချမ်းမှာခဏလေးညင်နေပြီးတော့ငလင်တုတ်ပြီးတဲ့အချိန်မှာသူကိုနိုင်လမ်းမပေါ်တနားရီလောက်ထွက်ရကပါတယ်ဆိုတဲ့အခြေအနေတွေပြီးတော့နေပြီးတော့မှအပြက်စီးတွေအများအပြားဖြစ်သွားတဲ့အခြေအနေတွေမှာလူသိမခံခြင်းနဲ့ချိုးတော့အပြက်စီးတွေကြားရဲမှာအခုကျွန်တော်တို့ပြည်သူကိုစစ်ကြုံအဖြစ်တိမ်တယောက် ူညီကယ်ဆယ်ရေးဆိုတဲ့ခေါင်းစဉ်နဲ့အဲ့ဒီကောင်းမယ်ခေါ်သုံးပါတော့မယ်ဆိုတော့ဘယ်နေရာကလူတွေကိုခေါ်သုံးပါလဲနေပြီးတော့ရုံဝပဝင်းကျင်မှာရှိတဲ့ကျွန်တော်ပြည်သူတွေတမိသားစုကိုတယောက်နှုတ်အသက်90ကျော်လဲခေါ်ခိုင်းမှာဖြစ်တယ် ပြီးတော့စကိုင်းမကွေသူတို့ထိတ်ချုပ်ထားတဲ့နေရာတွေမှာပြီးတော့ရန်ကုန်သူတို့ထိတ်ချုပ်ထားတဲ့နေရာတွေမှာပြီးတော့မန္တလေးသူတို့ထိတ်ချုပ်ထားတဲ့နေရာတွေမှာရှိတဲ့မိသားစုဝင်တွေရဲ့တအိမ်တယောက်နှုံးနဲ့သူတို့တွေခေါ်ပြီးတော့စစ်ကြုံပြုပါတော့မယ်ပြောချင်တာကတော့သူတို့ရဲ့အဆောက်အဦတွေပြန်လဲပြင်ဆင်ဖို့အတွက်တိမ်တယောက်မဖြစ်မနေလာရောက်ကမယ်ဆောက်လို့ရေးမပါဝင်ရမယ်လို့လှုပ်ဝက်စွာထပ်ပေါ်လာပါတယ် အဲ့ဒီလှုပ်ဝက်စာဟာတကယ်တမ်းတော့စစ်ကြုံအတွက်ပြီးတော့အချမ်းမဖက်စစ်ခွေးရထုတ်လိုက်တဲ့သေမိတ်စာတစ်ခုလိုပဲဆိုတော့ကျွန်တော်မြင်ပါတယ်ပထမဦးစွာတိဖို့ရေးကြည့်တယ်ဆိုတော့ကျွန်တော်ဒီငလင်ထန်ချောင်းကျွန်တော်ပြည်သူတွေထိခိုက်ခဲ့ရတယ်စပေးချောင်းကျွန်တော်ပြည်သူတွေထိခိုက်ခဲ့ရတယ် ပြီးတော့အကြမ်းဖက်စစ်ခွေးတက်ရဲ့မစင်မချင်းဘုံကျဲမှုတွေကြောင့်ကျွန်တော်တို့ပြည်သူတွေထိခိုက်ခဲ့ရတယ်ဒီကြားလဲစစ်ရှုံးနေတဲ့အကြမ်းဖက်စစ်ခွေးတက်ဟာစစ်မှုတွေဥပဒေအောက်မှာကျွန်တော်တို့ပြည်သူတွေကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းနေယနေ့အချိန်ကြီးကျွန်တော်ပြည်သူတွေဟာတယောက်ကိုမြန်မာငွေကျပ်သိန်းတရာနဲ့အယောင်စားခံနေရစေအခြေအနေမှာအခု တို့ရဲ့စစ်ဘက်ဆိုင်ရာအဆောက်အဦတွေပျက်စီးမှုပြန်လည်တိဆောက်ဖို့မုံမှန်ဖို့အတွက်ကိုကျွန်တော်ပြည်သူတွေတက်အိမ်ကိုတယောက်ဗျာကျွန်တော်ကတမိသားစုကိုတယောက်ခေါ်မဲ့လှုပ်ဝက်စာ အမိန့်ထွက်ပေါ်လာပါပြီကျွန်တော်မိပါတယ်ကျွန်တော်ဘလူတွေရွေးချယ်ချရအောင်အကြမ်းမဖက်စစ်ခွေးတက်ဟာတို့ရဲ့လုပ်ငန်းစဉ်အတိုင်းပဲတို့တွေတွားနေပါတယ်အဲ့ဒီလုပ်ငန်းစဉ်က ဖတ်စစ်ဆန်ဆန်ရုပ်မှနေတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်ကျွန်တော်နေရဒေသတီးတီးမှာပျက်စီးသွားတဲ့သူတို့ရဲ့စစ်ဘက်ဆိုင်ရာအဆောက်အဦတွေပြင်ဆင်ဖို့အတွက်ကျွန်တော်တို့ပြည်သူဟာစစ်တုံးမှန်ကြုံအဖြစ်သွားရောက်လုပ်ကံရမှာ ဖြစ်တယ်ဆိုတော့သူတို့ရဲ့ဒါလှုပ်ဝက်တိစောက်ထားတဲ့နေရာတွေပြီးတော့သူတို့ရဲ့ဒါကပ္ပဆလိုမျိုးနေရာတွေပြီးတော့သူတို့ရဲ့အရေးကြီးတဲ့ဌာနတွေကိုပြန်လည်ပြုပြင်ထိန်းသိမ်း တိဆောက်ရေးမှသွားရောက်ပါဝင်ရမယ်ကျွန်တော်တို့မိသားစုဝင်တွေဟာနှုတ်ပိတ်ခံရမယ်အခြေအနေဇိုးတွေနဲ့လဲထပ်ပြီးတော့ကြုံတွေ့ရနိုင်တယ်လို့ကျွန်တော်ဒီကနေပြီးတော့အတိပေးလို့တယ်အရှိမလေးပဲအကျွမ်းဖက်စစ်ခွေးတက်ရဲ့လှုပ်ရက်တဲ့ဒါတိုင်ကောင်းတွေလှုပ်ရက်တဲ့ဂူတွေအဆောက်အဦတွေနဲ့ပြီးတော့နျူကလ িয়ার နဲ့ပတ်သက်တဲ့အချို့အရာတွေကိုတိဆောက်ခဲ့ပြီးဆောက်လို့ရတဲ့သမားတွေဟာနှုတ်ပိတ်ခံခဲ့ရတဲ့သမိုင်းတွေရှိခဲ့ပါတယ် ဆိုတော့ကျွန်တော်မိဘပြည်သူတွေအတွက်ကျွန်တော်နေ့စဉ်နဲ့အမျှတကယ်ကိုစိုးရင်ပူပန်နေရတာပါကျွန်တော်လူမြောက်တော့နေမြီမှာကျွန်တော်တော်လန်ရေးတက်ပွဲဝင်လူငယ်တွေကျွန်တော်တို့အကောင်းဆုံးဘလို့ပဲဒီဘက်ကနေပြီးတော့စူးစမ်းပြင်ဆင်လှုပ်ဆောင်နေပါစေတဖက်ကသူတို့ထိန်းချုပ်ထားတဲ့နေရာတွေမှာကျွန်တော်တို့လက်နက်မဲ့ပြည်သူတွေကိုနေ့စဉ်နဲ့အမျှ ခုလိုမျိုးတမျိုးပြီးတမျိုးအမိတွေတက်ပြီးတော့တက်ဖြတ်နေကြရတယ်အခုနောက်ဆုံးထပ်မှန်ပြီးတော့အစိုးရဆုံးအခြေအနေဟာစစ်မှုတန်းဥပဒေထပ်ပို့ပြီးတော့ဆိုးသွားပြီစစ်မှုတန်းဥပဒေခေါ်ရဲပါသွားတယ်အရှင်ရင်ရောက်တဲ့အချိန်မှာဖတ်ပြီးရင်ကျွန်တော်တို့လက်ထဲကိုရောက်လိုက်ရင်တက်ရှင်တန်နိုင်ခွင့်ရှိတယ်အနည်းမျိုးဆုံးနဲ့လှက်ပတ်ပြီးတော့ရှောင်တိန်လို့ရတယ်အခုကိစ္စကရှောင်လို့မရသူရဲ့စစ်ဘက်ဆိုင်ရာအဆောက်အဦတွေကိုတိဆောက်ပြီးပြီဆိုတာနဲ့အဲ့ဒီဆောက်လို့ရေလုတ်သားတွေ နှုတ်ပိတ်ခံရမှအသေးချာဖြစ်ပါကြောင်းကိုကျွန်တော်အတိပေးလို့ပါတယ်ဆိုတော့ကျွန်တော်ရဲ့အတိပေးချက်ကိုကျွန်တော်မိဘတွေထပ်မံ share ဖို့လဲပြောလင့်ပါတယ်ဒီကနေ့မှကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေဟာကျွန်တော်မိသားစုဝင်အရန်ကိုအရေးကြီးပါတယ်ဆိုတော့မိမိတို့ဘယ်လိုမျိုးဒါဖြေရှာပြီးတော့ဘယ်လိုမျိုးရုံထွက်ရမလဲဆိုတာကိုလည်းဂျိုးရာစူးစမ်းကြံစီတဲ့မှာเจ้าကိုလည်းကျွန်တော်ပြောကြလို့တယ် အလရှိချိန်မှာကျွန်တော်တို့ဘက်ကအပြစ်အပြစ်ခက်ရစဲထားပေမဲ့အကြမ်းဖက်ဆစ်ခွေးတက်ကလေကြောင်းကနေပြီးတော့ဘုံကျဲမှုတွေပြီးတော့သူတို့တွေစစ်ကြောထိုးတဲ့နေရာတွေလည်းရှိပါတယ်။ဒါဟာသူတို့ရဲ့ကိစ္စပါ။ကျွန်တော်တို့ပြင်မဲ့လက်ရှိအချိန်ဒီမှာကျွန်တော်တို့ရဲ့မိသားစုဝင်တွေအသက်50ကျော်တဲ့သူတွေအပါအပါထပ်မံပြီးတော့သူတို့ရဲ့စစ်တုံမှန်စစ်ကြုံအဖြစ်အတုံးချခံရမဲ့အချိန်ဒီဇိုးနဲ့ကြုံတွေ့ လာရပါတော့မယ်လို့အတီပေးပြောကြားရင်းနဲ့ဒီနေ့ဗီဒီယိုကိုဆုံးသက်ပြရစီနောက်လာတဲ့ဗီဒီယိုတွေကိုတက်ဖို့ကောင်းကျွန်တော်စူးစမ်းပေးနေပါတယ်လည်းနဲ့ပေးစစ်ပေးကပ်ပေးကြောက်နေတယ်ကျွန်တော်နိုင်ငံတွင်းမှာရှိရမိဘပြည်သူရဲဘော်ရဲဘက်တူးချင်းစီတိုင်းဘေးအနေကင်းရှင်းပါတဲ့ကြောင့်လေးနေနဲ့စတောင်းရှင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းနေပါ